မြန်မာနိုင်ငံမှာဒီဇင်ဘာ28ရက်မှာကျင်းပမယ့်ရွေးကောက်ပွဲအပေါ်ပြည်သူလူထုကစိတ်ဝင်စားမှုနည်းပါးနေသလိုမဲဆင်းရေးကြေညာချမှုအားလာရောက်ကြည့်ရှုမှုလည်းနည်းပါးနေကြောင်းနိုင်ငံရေးပါတီတွေကပြောပါရယ်။အရင်အရသာအစိုးရအလက်ထက်ကျင်းပတဲ့ရွေးကောက်ပွဲမှာမဲဆင်းရင်ကိုပြည်သူတွေကစိတ်ဝင်တစားလာရောက်ကြည့်ရှုပြီးမဲဆင်းရင်မယွင့်မှုတွေရှိခဲ့ရင်လည်းကိုယ်တိုင်ကိုယ်ကျပြင်ဆင်ပြည့်စွတ်မှုတွေရှိခဲ့ပါရယ်။ဒါပေမဲ့လည်းရွေးကောက်ပွဲရလက်အားမဲဆင်းရင်အငင်းပွားမှုတွေကိုအကြောင်းပြကဖျက်သိမ်းခဲ့တာကြောင့်လာမယ့်ရွေးကောက်ပွဲအပေါ်ယုံကြည်မှုအားနေပြီး ီးသိဝင်စားမှုမရှိဘဲဖြစ်နေကြတယ်လို့လေးလာစောင့်ကြည့်သူတွေက ထောက်ပြကြပါတယ်။မဲဆန္ဒရှင်ဆိုတာကတော့စိတ်ဝင်စားတဲ့လူလည်းရှိမယ်၊စိတ်ဝင်စားတဲ့လူလည်းရှိကောင်းရှိနိုင်ပြီးကိုယ်စားလှယ်လောင်းတွေပါတီတွေကစိတ်ဝင်စားလာအောင်ပူးပေါင်းဆောင်ရွက်ကြရင်ပိုကောင်းလာနိုင်ကြောင်းပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP မှပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းကစီရင်တဲ့သတင်းဌာနကိုပြောပါရစေ။ ဘူးစိတ်ဝင်စားမှုကတော့ဟိုကျွန်တော်တို့လူတွေလည်းပဲအားလုံးကတိုက်တွန်းနေကြတာပေါ့။မင်းပြင်းနေဒီထုတ်ပြန်လို့ရှိရင်ကိုယ်တိုင်ပဲပါမပါကြည့်ကြပါ။မပါဘူးဆိုလို့ရှိရင်လည်းပဲပါအောင်လို့လိုအပ်မဲ့နည်းလမ်းတွေကိုလည်းပေးထားတာရှိပါတယ်။မဲဆန္ဒစိတ်ဝင်စားမှုအားနည်းနေတဲ့ဆိုလို့ရှိရင်လည်းသက်သက်ရနိုင်ငံပါတီကိုယ်စားကြီးကိုယ်စားလှယ်တွေပေါ့။ဒီကိုယ်စားလှယ်တွေကနေတော့ဒီမဲဆန္ဒမပါဝင်တဲ့မဲဆန္ဒရှင်တွေရှိတယ်။ပါရွေးနေတဲ့ဆိုတဲ့ဟာတွေကိုပူးပေါင်းဆောင်ရွက် ကြမယ်ဆိုရင်တော့အားကိုကောင်းလာမှာပေါ့။မဲဆန္ဒရှင်ဆိုတဲ့ဟာတော့စိတ်ဝင်စားတဲ့လူပဲရှိမယ်။စိတ်ဝင်စားတဲ့လူပဲရှိကောင်းရှိနိုင်တယ်။အဲဆိုရက်ကကြတော့ဒီပေါ်မှာကသူတို့ကိုသွားပြီးတော့အပြစ်ပြောနေမယ်အစားပေါ့။အပြစ်ရဲ့လို့လည်းပြောလို့မရဘူး။ဒါသူတို့ရဲ့လွလခွင့်သူတို့ရဲ့သွေးခေါ်ပိုင်ခွင့်တွေပေါ့။အခုလက်ရှိမှာပြည်သူလူထုဟာမဲစင်ရင်ကိုတွားရောက်ကြည့်ရှုခြင်းမရှိသလိုအမားမားအယွန်းယွန်းဖြစ်နေတဲ့ရွေးကောက်ပွဲမဲစင်ရင်တွေအားပြန်လည်ပြင်ဆင်ဖို့လည်းစိတ်ဝင်စားမှုနှဲပါနေကြကြောင်းသိရပါဗျ။မဲစင်ရင်စတင်ကြေညာကလေးကအခုလို မျိုးအမှားရုံးတွေဖြစ်လာတာကြောင့်လူလူဘက်မှစိုးရိမ်မှုပြေပြတ်အောင်ကော်မရှင်မှဆင်းရဲအတိအကျမှန်မှန်ကန်ကန်ထုတ်ပြန်ပေးဖို့လိုအပ်တယ်လို့တိုင်းလိုင်ရှန်ဒီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာဆိုင်းတရောင်ကစီနိုင်သတင်းဌာနကိုပြောပါရတယ်။စိတ်ဝင်စားတဲ့လူစုကတော့နည်းနည်းဒီမက်ဆေ့မိုင်းရေချံပေါ်လာတဲ့ဆိုတော့ဟိုတစ်ခေါက်တော့လိုပဲဆိုတဲ့တန်တရားတွေနဲ့ဖြစ်ပြီးမှစိတ်ကြက်မှုတွေချစ်ကောဖြစ်သွားနိုင်တာပါ။ဒီလူစုပေါ်မှာ ော့ဒီရေကောက်ပွဲကိုလွန်ခဲ့တဲ့2020ရေကောက်ပွဲတော့လည်းမဲဆဲအမားတွေပါနေတယ်ဆိုပြဿနာညမဖြစ်ခဲ့ဘူးတဲ့ဆိုတော့ဒီချိန်ကလည်းမဲဆဲစပညာရဲ့ င်ဖြစ်လာတယ်ဆိုလူတို့ကနေမှသူ့ရင်မှုပြကြအောင်တော့ကော်မရှင်ကနေပြီးမှကိုကျဲတီးပြပြပြန်ထွက်ခဲ့ပြီတဲ့နာအမမကကလည်းသူ့ပြမေးဖို့လိုရတာပေါ့အမအချိန်မှာလူကြီးကတန်ရနေနေရှိတာဒုတိယအချိန်မှာမမကကထုတ်ပြန်ရဲ့ယုံကြည်မှုကပေါ်လာနိုင်ပါတယ်ဒါကတော့ဒီထုတ်ပြန်ကြညာတဲ့ယူတီရဲ့တောင်းပြရပါတယ်အယူတီကဒီပြည်နှောက်ကောက်တာရဲ့တော့ကျွန်တော်တို့မကြားရဘူးအရှုံရဲ့ကောက်တဲ့ဒီတာပဲကျွန်တော်ကြားနေရတဲ့ခါကျတော့တောင်းခိုင်းမှယူတီရဲ့တောင်းတာမယူရတဲ့ချက်အရှုံရဲ့ကိုပြန်ပြောရင်ပြောပေါ့မဲဆန္ဒရှင်တွေကမဲဆင်းရဲ့လာရောက်ကြည့်ရှု မှသာပြည်စုံမှန်ကန်တဲ့မဲဆင်းရင်ရရှိနိုင်မှာဖြစ်ပြီးမဲဆင်းရင်တွေကို2025ခုနှစ်စက်တင်ဘာ30ရက်မှအောက်တိုဘာ13ရက်အထိပထမအကြိမ်ကြီးညာတာ ဖြစ်ကြောင်းမဲဆန္ဒရှင်ပြည်သူတွေကိုမဲဆင်းရင်တွေလာရောက်ကြည့်ရှုဖို့နိုင်ငံပိုင်မီဒီယာတွေသတင်းစာတွေနဲ့လူမှုကွန်ရက်မီဒီယာတွေမှာနေ့စဉ်တိုက်တွန်းနှိုးဆော်လျက်ရှိကြောင်းပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ကပြောပါတယ်မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1အနေနဲ့မြို့နယ်102မြို့နယ်မှာကျင်းပမှာဖြစ်ပါတယ်အဲ့ဒီနော် 2026ခုနှစ်ဇန်နဝါရီလမှာကျမ်းမြို့နယ်တွေမှာဆက်လက်ကျင်းပမှာဖြစ်ပါတယ်။